ီနေ့ခေတ်မှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူများစွာဟာအပြစ်ခွင့်လွှတ်ခြင်းကိုလိုချင်ကြပါတယ်။လူတွေကရင်ဘတ်ကိုထုရိုက်ပြီးတခင်ကျွန်ုပ်ဟာအပြစ်သားဖြစ်တယ်လို့ဝန်ခံတောင်းပန်ပြီးနောက်တရားဆုတောင်းခြင်းများစွာကနေတိုင်းကောင်းကင်ကိုတက်သွားနေပါတယ်။ဒါပေမဲ့ဖျားသခင်ဟာကြားနာတဲ့ဆူတောင်းတွေရှိပြီးမကြားရတဲ့ဆူတောင်းတွေလည်းရှိတယ်လို့ပြောထားပါဗျ။ ယေရမိအနာဂတိကျမ်းအခန်းကြီး30တမငါ၏ပဋိညင်တရားတစ်ကိုသူတို့အတွင်းထဲသို့တွင်းမည်သူတို့နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့၏ဖျားဖြစ်မည်သူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်လို့ပြောထားပါတယ်ဖျားသခင်ဟာသူနဲ့သူ့ရဲ့လူမျိုးတွေကိုဆက်သွယ်ပေးတဲ့တရားတစ်ခုအဖြစ်ပဋိညင်တရားတစ်ကိုပြုလုပ်ဖို့ကတိပေးခဲ့ပါတယ်ဒီပဋိညင်တရားတစ်ကိုတခြားသူကတီထောင်တာမဟုတ်ပဲ အပြစ်ခွင့်လွတ်နိုင်တဲ့အခွင့်အာဏာရှိတဲ့ဘုရားသခင်ကတည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီယာရီကိုစောင့်ရှောက်တဲ့သူဟာငါ့ကိုအမှန်တကယ်ယုံကြည်တဲ့သူဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဘုရားသခင်ဟာယုံကြည်တဲ့သူတွေနဲ့မယုံကြည်တဲ့သူတွေကိုခွဲခြားထားပါတယ်ဒီနေ့ခေတ်အသင်းတော်ကိုတက်ရောက်တဲ့သူတွေဟာလက်ဝါးကတ်တိုင်မှာကြားတဲ့ယေရှုခရစ်ရဲ့အသွေးကိုယုံကြည်တယ်လို့ပြောကြပြီးယေရှုခရစ်ကိုယုံကြည်တယ်လို့ပြောကြပေမဲ့ ယေရှုခရစ်ကတော့သင်တို့ကိုငါရှင်းမသိအတ္တမအမှုကိုပြုသောသူတို့ငါထံမှဖယ်ကြလို့မိန့်တော်မူခဲ့ပါတယ်သူတို့ကငါတို့ယုံကြည်တယ်လို့ပြောကြပေမဲ့ယေရှုခရစ်ကတော့သင်တို့ကိုငါလင်းမသိလို့ပြောခဲ့ပါတယ်အဲ့ဒီထဲမှာဘာရရှိခဲ့ပါသလဲတရားမဲ့မှုကရောရှက်နေတယ်ဆိုတာကိုထင်ရှားလာပါတယ်ဒါဆိုရင်ယေရှုခရစ်ကဘသူကိုငါသိတယ်လို့ပြောခဲ့ပါသလဲ ပဋိညင်တရားတစ်ပတ္တခါပွဲအမှန်တရားကိုဆွဲကင်ကြတဲ့သူတွေနဲ့ပတ်သက်ပြီးငါတီးဤလို့မိတော်မူခဲ့ပါတယ်။ဘာကြောင့်ပါလဲ။သူတို့ဟာဖျားသခင်ရဲ့အမိန်တိုင်းအတိအကျလုံဆောင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သင်တို့ဟာငါလူမျိုးမဟုတ်တဲ့အတွက်ကြောင့်မဟုတ်ပဲငါပဋိညင်ငါစီမင်းတဲ့ဥပဒေတွေကိုမလိုက်နာကြဘူးမဟုတ်လား။ဒါကြောင့်ငါသင်တို့ကိုလုံးဝမသိပါဘူးလို့ပြောခဲ့ပါတယ်။သူတို့ဟာငါတို့ယုံကြည်တယ်လို့ပြောခဲ့ပေမဲ့သူတို့မယုံကြည်ဘူးလို့ယေရှုခရစ်ကဆုံးဖြတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2000ကတားတော်ခင်မှာယေရှုခရစ်ဟာလူများစွာစီအပြစ်ခွင့်လွှတ်ခြင်းအာဏာရှိတယ်ဆိုတာကိုပြသခဲ့ပါတယ်။လက်ချေသေးတော်သူထက်လို့အနာရောဂါငြိမ်းစေလို့ရိုးရိုးရှင်းရှင်းပြောနိုင်ပေမဲ့သူဟာဒီညီကြီးပေါ်မှာလူစားတီးနဲ့ရှိနေတော့မှာတော့အပြစ်ခွင့်လွှတ်ခြင်းအခွင့်အာဏာကိုကျင့်သုံးနိုင်တယ်ဆိုတာကိုပြသဖို့အတွက်တင်းဤအပြစ်ကိုလွတ်စေပြီလို့မိန့်တော်မူခဲ့ပါတယ်။ ဒီနောက်ဆုံးတက်ရှင်သောဝိညာဉ်တော်ခင်မှာကျွန်တော်တို့ဟာအပြစ်ခွင့်လွှတ်ခြင်းခံရဖို့ဘသူရဲ့နာမကိုမိကိုအောက်ကိုနိုင်မှာပါလဲ။ကောင်းကင်မှာကျွန်တော်တို့ရဲ့များပြတဲ့အပြစ်တွေကိုဘသူကအမှန်တကယ်ခွင့်လွှတ်နိုင်မှာပါလဲ။အဖေနဲ့အမေကိုငါမယုံကြည်ပေမဲ့ပပခါမုတ်ကိုစားပြီးစပြည့်ရီကိုတောက်တဲ့အတွက်ကောင်းကင်ကိုဝင်နိုင်တယ်။ ပဋိညင်ဖွဲ့ထားတဲ့သူကမပါဝင်စေပဲအဲ့ဒီပဋိညင်ကမတည်ရှိနိုင်ပါဘူး။ဖာရီရှဲတွေနဲ့ကျမ်းပြစရာတွေဟာကယ်တင်ရှင်ယေရှုခရစ်ကိုပြေးပယ်ထားပြီးဥပဒေတွေနဲ့ပြည်ညတ်တရားတွေကိုစောင့်ယုံနေလုံလောက်ပြီလို့ထင်ခဲ့တဲ့အတွက်ဥပဒေပြုသူတွေဖြစ်ဖော်ပြခြင်းခံခဲ့ရပါတယ်။ပြည်ညတ်တရားတည်ရှိရတဲ့အကြောင်းရင်းဟာဖျားသခင်ရှိလို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာလူစားတီးနဲ့ကြွလာတဲ့ဖရာသခင်ကိုမမှန်ကန်ကန်ကြောက်ရွံ့တဲ့အခါ ပြိညာတရားတစ်ကအသက်ဝင်လာတယ်မဟုတ်ပါလားဒါကြောင့်ကျွန်တော်တို့ကိုအပြစ်ခွင့်လွတ်ခြင်းရရှိစေဖို့အတွက်ပြိညာတရားတစ်ပတ်သက်ခါခွဲကိုတန်ရှင်းသောဝိညာဉ်တော်ခင်မှာခွင့်ပြုပေးခဲ့ပါတယ်နှစ်ပေါင်း1600ကြာကြာအောင် စာတန်ရဲ့နင်းချီဖြစ်စည်းခြင်းခံခဲ့ရပြီမဲ့ခရစ်တော်အန်ဆန်ဟုံးဟာတစ်ခုပြီးတစ်ခု ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်သူဟာကျိုးပဲ့ပျက်စီးခဲ့တဲ့ဥပဒေနဲ့စီးမြင်တွေကိုပြန်လည်တည်ထောင်ခဲ့ပါတယ် ပြီးတော့သူဟာကျွန်တော်တို့နဲ့ပြည်ညင်ဖွဲ့ခဲ့ပါတယ်။နာဤအသားကိုစား၍အသွေးကိုတောက်တော်သူသည်အပြစ်ခွင့်လွှတ်ခြင်းကိုခံရလိမ့်မည်။ဒါရင်မကဘာကိုပေးမှာပါလဲ။သူဟာထာဝရအသက်ကိုခွင့်ပြုမယ်ဆိုတဲ့အမှန်တရားပြည်ညင်ကိုတည်ထောင်ခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့အမှန်တရားပြည်ညင်ကိုအဖေတပါးတည်းအားဖြင့်ချမှတ်ထားတာမဟုတ်ပါဘူး။တရှင်သောဝိညာဉ်တော်ခင်မှာအပြစ်ခွင့်လွှတ်ခြင်းနဲ့ကယ်တင်ခြင်းပြည့်စုံစေဖို့အတွက် ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့သမီးနှစ်ပါးစလုံးကိုယုံကြည်ခြင်းရှိဖို့လိုအပ်ပါတယ်။ခမဲတော်ယေဟောဝါတားတော်ယေရှုခရစ်တန်ရှင်းသောဝိညာဉ်တော်ခင်မှာဝိညာဉ်တော်နဲ့မင်္ဂလာဆောင်တို့သမီးဟာပေါ်ထွန်းပြီးနောက်ဆုံးမှာလူသားအလုံးစီအသက်ရေကိုခွင့်ပြုပေးလိမ့်မယ်။အသက်ရေကိုထာဝရအသက်ရှင်ခြင်းအလိုငါထွက်တဲ့ဆန်းရေလိုဖော်ပြတဲ့အတွက်ရိုးရိုးရှင်းရှင်းပြောရရင်ထာဝရအသက်ကိုဆိုလိုပါတယ်။ အဖေဖျားသခင်နဲ့အမေဖျားသခင်ကိုယုံကြည်ခြင်းအဖြစ်ထာဝရအသက်ကိုရနိုင်ပါတယ်မောက်ဆန်ရင်တည်းဆလျာဟန်ကလပေါ်နေတဲ့ဇုံတယောက်ကပတ္တခပွဲဥပုံနည်းနဲ့ပွဲတော်တွေအားလုံးကတင်းအုပ်ဆရာတွေရဲ့တရားဒေသနာအတိုင်းမှတ်နေလို့မြင်ရတယ်။ဒါပေမဲ့အဖေနဲ့အမေကိုမယုံနိုင်ဘူးလို့ပြောမယ်ဆိုရင် နောက်ဆုံးမှာအဲ့ဒီလူဟာဘာကူမှမယုံကြည်တော့ပါဘူး။အဖေနဲ့အမေရှိမှပဲပြည်ညင်ကအကျိုးသက်ရောက်ပါတယ်။ တမန်တော်ဝိတ္ထုအခန်းကြီး16မှာပြင်းထန်တဲ့မြင်းကလေးလှုပ်ပြီး ထောင်မြင့်တွေလှုပ်ခါပြီးထောင်တကားတွေပွင့်သွားတဲ့အခါအချင်းသားတွေလွမြောက်ပြီးလို့ထင်ရပြီး ထောင်မူးကကြောက်ရွံ့ပြီးသူ့ကိုယ်ကိုတက်တေတော့မဲ့ချိန်မှာပေါ်လူနဲ့တိလာဟာကိုကိုကိုမထိခိုင်စေပါနဲ့ငါတို့အားလုံးဒီမှာရှိတယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်သူဟာဒီအဖြစ်အပျက်တွေဖြစ်ပျက်လာတာကိုကြည်ရတာတမန်မဟုတ်ပါဘူး။ သူတို့ဟာဘလို့ဖျားသခင်ကိုကိုးကွယ်နေကြတယ်လို့တွေးခဲ့ပါတယ်။သခင်တို့အကျုံမုတ်တီကဲတင်ချင်းတို့ရောက်အံ့တော့ငါအဘယ်သို့ပြုရပါမည်နည်း။ပေါ်လူဟာပြိညာတရားတစ်ပတ်ကခောက်ပွဲနဲ့စီးမြင်တွေကိုရှုပ်ထွေးတဲ့နိလန်နဲ့ရှင်းပြခဲ့ပါသလား။သူကဘာပြောခဲ့ပါသလဲ။တခင်ယေရှုခရစ်ကိုယုံကြည်လော့ယုံကြည်လျင်သင်နဲ့သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ဖခင်တခင်ကိုယုံကြည်ရမှဖြစ်ပါတယ်။ ဥပုံနည်းနဲ့ပတ်သက်ခါပွဲကိုစောင့်ခြင်းဟာကယ်တင်ခြင်းစီပို့ဆောင်ပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်တာကဘသူကဒါကိုပြောခဲ့လို့ပါလဲဖရာသခင်ဖရာသခင်မရှိဘူးဆိုရင်ပတ်သက်ခါပွဲနဲ့ဥပုံနည်းကဘာအတွက်အကျိုးရှိမှာပါလဲအတိတ်ပဲမရှိပါဘူးဖရာသခင် ရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရဲ့အရာဟာဖရာသခင်ဖြစ်တဲ့ပြီးပညာတရားကိုဦးစားပေးတာမဟုတ်ပါဘူး ပညာတရားကိုစောင့်ရှောက်ဖို့ဖရာသခင်အမိတ်မပေးခင်မှာအဲ့ဒီပညာဟာအကျိုးတက်ရောက်မှုတန်ဖိုးနဲ့အသက်မရှိခဲ့ပါဘူး။ဒါပေမဲ့ဖရာသခင်ဟာသင်တို့ပြုလျင်သင်၏အပြစ်ကိုခွင့်လွှတ်မည်လို့ပြောရင်ပရိညင်တရားတည်းရဲ့ပညာတော်နဲ့စည်းမျဉ်းတွေကိုစောင့်ရှောက်ဖို့သူ့ရဲ့တာသမီတွေကိုမိန့်မာတဲ့အခါအဲ့ဒီပညာတွေကအတိတ်ပဲရှိလာပါတယ်။ဟုတ်တယ်မဟုတ်ပါလား။ တေချာစဉ်းစားကြည့်ကြပါလူပြိုတယောက်နဲ့အပြိုတယောက်ရှိပါတယ်လက်မထက်ခင်မှာတယောက်နဲ့တယောက်ဘာမှမဆိုင်ပါဘူးတယောက်နဲ့တယောက်သစိမ့်တွေမဟုတ်ပါလားသူတို့ဟာသစိမ့်တွေ ဖြစ်ခဲ့ပေမဲ့ပြည်ညင်ဖွဲ့ပြီးမင်္ဂလာဆောင်ကြတဲ့အခါသူတို့ရဲ့ဆက်ဆံရေးကတည်တာလာပါတယ်သူတို့ဟာကလေးမွေးဖွားလာမယ်ဆိုရင်ဒါဟာပြိုကွဲလို့မရနိုင်တဲ့မိသားစုဆက်ဆံရေးဖြစ်လာမယ်မဟုတ်ပါလား ဥပဒေစီမင်းပညာအလုံးမှာဒီလိုမျိုးဆက်ဆက်မှုရှိပါတယ်ဖရာသခင်ကမိမာတော်မူတဲ့အချိန်ကစပြီးကျွန်တော်တို့စောင့်တဲ့ပြည်ညင်တရားတည်စီမင်းအလုံးအသက်ဝင်လာပါတယ် ရှင်မသက်ခရစ်ဝင်ခန်းကြီးခုနှစ်မှာပြောထားတဲ့အတိုင်းသူတို့ဟာသခင်သခင်ကျွန်ုပ်တို့သည်ကိုရောခွင့်နဲ့စုံမောဝါဒပေးပါပြီဆိုပြီးယုံကြည်တယ်လို့ထင်မြင်ကြပါတယ်။သူတို့ဟာသူတို့ရဲ့အထင်ကြီးလောက်တဲ့ဘာသာရေးကိုယ်ရေးမှတ်တမ်းတွေကိုပြောပြပေမဲ့ယေရှုခရစ်ရဲ့အမြင်မှာဖခင်သခင်ကကယ်တင်ခြင်းကိုဂတိပြုထားတဲ့ယုံကြည်ခြင်းမျိုးမဟုတ်ခဲ့ပါဘူး။ဒီနေ့ခေတ်အသင်းတော်အများစုဟာသူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ခြင်းပုံစံကိုဆွဲကင်ထားကြပါတယ် ကျွန်တော်တို့ဟာတန်ရှင်းသောဝိညာဉ်တော်ခင်မှာအပြစ်ခွင့်လွှတ်ခြင်းကိုပေးဖို့အတွက်ဒီမြေကြီးကိုကြွလာပြီးဂရုပြုတဲ့ပရိညာရဲ့ယုံကြည်ခြင်းကိုခေါ်ဆောင်လာတဲ့ကောင်းကင်အဖေအန်ဆန်ဟုံးနဲ့အတစ်တော်ယေရုရှလင်ကောင်းကင်အမေစီအစိုးမရှိတဲ့ဂျေဇုတင်ခြင်းနဲ့ဖုံးတော်ကိုပေးပါတယ်